မြန်မာရွှေပြောင်းအလုတ်သမားတွေလိုက်ပါလာတဲ့မှန်လုံကားတွေကိုရဲကငွေညှစ်တာကြောင့်မကျေနပ်လို့အလုတ်သမားတွေလမ်းပိတ်ဆန္ဒပြခဲ့ကြပါတယ်။ခွန်ဘတ်သာသတင်းပြပို့ထားပါတယ်ခင်ဗျာ။မြန်မာရွှေပြောင်းအလုတ်သမားတွေစီနေလိုက်ပါလာတဲ့မက်ဆောက်ဘန်ကအဝေးပြေးမှန်လုံကား၃စီးဟာဧပြီလ18ရက်နေ့ညကမက်ဆောက်မြို့နယ်အမှတ်6စစ်စေးရေးကိန်းမှာဆန္ဒပြခဲ့ကြတာပါ။သူတို့စီလာတဲ့ကားတွေကိုထိုင်းရဲတွေကပတ်စံကောက်ငွေညှစ်တဲ့အတွက်ကြောင့်မကျေနပ်ပဲကားတွေနဲ့လမ်းပိတ်ဆို့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ညင်သူတို့က300 900တို့ပေါ့နော်တောင်းတာများတဲ့အပေါ်မှာဂိတ်ကလည်းများတယ်ဆိုတော့တကိတ်ကနေတကိတ်ဂိတ်များတော့တွေ့ချင်မကြိုက်ဘူးနော်သူတို့ကလည်းတရားဝင်ဆိုတော့ဟိုဘယ်မဆိုးမှရောက်တော့ဟိုတပိမ့်မောင်းတော့ပေါ့နော်တပိမ့်မောင်းရဲ့ဟိုပုံကတော့ဒီပန်ကောင်းကလာတဲ့ကားတွေကိုမဆောင်မူရအောင်မဆောင်ကသွားတဲ့ကားတွေကိုတတ်ဖို့မကြော်ရအောင်ဆိုတော့တပိမ့်မောင်းတော့ပေါ့နော်အဓိကကတော့ဒီမြန်မာပြည်သားတင်ဝင်မြန်မာပြည်သားကန်နာတဲ့ passport တွေကို ဘာကဝင်ဖို့အဓိကထားပြီးတော့သူတို့တောင်းတယ်အဲအဲ့ဒီကားတွေပဲဟိုတပည့်မောင်းတော့ပေါ့အဲ့ဒီကိမှာမိနစ်20လောက်ပိတ်ဆို့ဆန္ဒပြခဲ့ကြတဲ့အတွက်ကဲတဖက်တစ်ချက်ကရင်ကြီးရင်ငယ်အစီပေါင်း20ကျော်လောက်တွာလာလို့မရပဲပိတ်ဆို့သွားတယ်လို့ကိုဖိုးစီကဆက်ပြောပါတယ်။ထိုင်းရဲတွေဟာခရီးသွားတွေကိုစစ်ဆေးရမှာအလောက်တမှာလက်မရှိသူတွေပါမကြမ်းအချောင်းပြချက်အမျိုးမျိုးနဲ့ချင်းကြောင့်ငွေညှိလေးရှိတာပါ။ ျွန်တော် Facebook ကဒီစာလဲအမှန်ပဲအကောင်လုံးအမှန်ကြီးပဲចောင်းသားတယောက်ဖြစ်နေရတာနဲ့အဲ့ဒါကို main password မမှန်ဘူးဆိုတော့ကျွန်တော်အတင်းပဲဟိုတဲတဲ့သွားခိုင်းတယ်အမောင်လည်းမအဲ့ဒီအနောင်ရဲကတိလားမျက်နှာဖုံးဆွတာတော့နော်တက်မီကိုလက်နဲ့ကင်တာတက်မီအောက်မှာပုံလေးတပုံးရှိအင်းပုံးမှာပစ္စံအပြည့်ရာတန်နေရှိတယ်90တန်နေ20တန်နေရှိတယ်အကောင်လုံးရှိတယ်အဲ့ဒါကျွန်တော်ကသူ့ password ထက်ပြတာပြန်ဆောင်တော့မကြည့်ဘူးတဲ့ပစ္စံနဲ့ထဲတဲ့ line line လေးတရားတဲ့အဲ့ဒီတရားကျွန်တော်ထဲလိုက်ရပြန်မဲဆောင်မျိုးဝင် gate gate ပါဆိုရင်အလုံးပေါင်း9 gate ရှိတယ်တကယ်မှာပစ္စံတရားတယ်တန်တဲ့ UK မှာကျတော့ကျွန်တော်အင်္ဂလိပ်လိုသူတို့မပြောတော့ကျွန်တော်ထိုင်းလိုပြောတယ်ဟိုပြန်လွတ်ပေးတယ်ဒါပေမဲ့ကျွန်တော်ရှိမှရှိရအလုပ်သမားတွေက10ယောက်ရှိရဆိုရင်10ယောက်ကမလွတ်ဘူးအကလုံးတဲတဲ့သွားအဲ့ဒီအမောင်ထဲမှာတဲတဲ့မှာသူတို့ပြဿနာထည့်ရတယ်မဲဆောက်ကနေတခရင်အထွဲ့အဲ့ဒီလိုဖြတ်တန်းရတဲ့ကိတ်ပေါင်၄ခုရှိပြီးနေရာတိုင်းလိုစစ်စစ်ငွေတောင်းခံရတာအမြဲလိုလိုဖြစ်နေကြောင်းဒီစန္ဒပြမှုဟာပထမဆုံးအကျင့်ဖြစ်ပြီးနောက်ဆိုရင်ရဲတွေကငွေဆက်ညှိနေမယ်ဆိုရင်တော့ဒီထက်အချင်းပိုကြအောင်ပိတ်ဆို့စန္ဒပြအောင်မယ်လို့ ကာသမာကကိုဘိုးစီကိုပြောသွားတယ်လို့လည်းဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတခရင်လှဝကရဲယုံကိုမင်းများရမှာတော့တဲ့အချက်အလက်အတိအကျမရသေးလို့ဖြေချဖို့မရှိကြောင်း TVB ကိုပြောပါတယ်။ကျွန်တော်